င်္ဂလာပါခင်ဗျာမက်ဂျူရီဖယ်ဒီကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကတဘာဝဘေးဆန်ရနဲ့မူလဝဒသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇွန်လ24ရက်နေ့နဲ့ဇွန်လ25ရက်နေ့များမှာတော့မင်္ဂလာပင်လယ်အော်မြောက်ပိုင်းမှာလေဝေလိုင်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပါတယ်ဒါပြင်ဇူလိုင်3ရက်နေ့နဲ့4ရက်နေ့တွေမှာလည်းနောက်ထပ်လေဝေလိုင်းတစ်ကြိမ်ထပ်မံဖြစ်ပေါ်နိုင်တယ်လို့မူလဝဒပညာရှင်ဦးဝင်းနိုင်ကအခန့်မှန်းထားပါတယ်အနောက်တောင်ဘုံတုံလင်းအားတော့ဆက်လက်ပြီးကောင်းမွန်နေအောင်မှာဖြစ်ပါတယ် ဇွန်လ30ရက်နေ့မှာမိုးဥကာလကုန်ဆုံးမှာဖြစ်ပြီးဇူလိုင်လ3ရက်နေ့ကနေဩဂတ်လ31ရက်နေ့အထိကိုတော့မိုးလေကာလအဖြစ်ရောက်ရှိလာပါပြီ။ဒီကာလအတွင်းမှာတောင်တရုတ်ပင်လယ်ပြင်ကနေမုန်တိုင်းဖြစ်ပေါ်လာနိုင်ခြင်းတွေမြင့်တက်လာနိုင်ပါတယ်။ဒါပြင်နိုဝါရဲ့ရာဒူဒူဂျူတင်ခန့်မှန်းရေးဌာနကထုတ်ပြန်ထားတဲ့ဇွန်25ရက်နေ့ကနေဇူလိုင်လ6ရက်နေ့ထိ GDH အောက်လော့မှာပေါ်ပြထားတာကတော့မြန်မာနိုင်ငံမှာနေ့စဉ်ရောအတွင်းမြေမိုးရေချိန်တက်50ခန့်တို့ဒီပုံမိုးရောသွန်းနိုင်တယ်လို့တွေ့ရပါတယ်။ အဲ့အတွက်ကြောင့်ဆက်လက်ပြီးတဘာဝဘေးအန်ဒီရဲ့ချိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်တွေကိုပြောပြပေးချင်ပါတယ်။နေ့စဉ်ရေးကြီးတတ်တဲ့ကာလတဲကိုရောက်ရှိလာပြီဖြစ်ပါတယ်။မူးများတဲ့ဒေတာတွေမှာတော့မူးကာလတဲကရေကြီးရေရှမ်းတာတွေစတင်ဖြစ်ပေါ်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်မိုးလေကာလအတွင်းမှာတော့မြေကမ်းပေးချောင်းပေးနေထိုင်သူများနဲ့တောင်ကျချောင်းရေဆင်းသက်လာတတ်တဲ့ဒေသကပြည်သူများအနေနဲ့အထူးသတိပြုပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ ဇူလိုင်လထဲမှာမြစ်ကြီးတွေရဲ့စွန့်ရင်မတ်ကိုရောက်ရှိလာနိုင်တဲ့အတွက်မြစ်ရေအခြေအနေသတင်းများကိုမပြတ်နားဆွံ့ကြပါရန်တိုက်တွန်းလိုပါတယ်။ဒါပြင်လေးရဲ့ဂျူတင်ထုတ်ပြန်ပေးနေတဲ့ပြည်내တိုင်းဒေသကြီးအလိုက်မိုးလေဝသအခြေအနေတွေကိုကိုယ်တိုင်လေ့လာကြည့်ရှုပြီးမိမိတို့ဒေသအတွင်းမှာဖြစ်ပေါ်လာနိုင်တဲ့တဘာဝဘေးအန္တရာယ်တွေကိုဂျူတင်လေ့လာစမ်းသစ်ကြဖို့လည်းအသိပေးတိုက်တွန်းလိုပါတယ်။မိုးလေဝသနဲ့ဆလဗေဒဥစည်းဌာနရဲ့ထုတ်ပြန်ချက်တွေမှာလည်းချင်းတွင်မြင့် ဘကူမြင်စစ်တောင်းမြင့်တို့ဟာစိုးရိမ်မအထက်ကိုရောက်ရှိလာနိုင်တဲ့အတွက်မြစ်ကမ်းမနေထိုင်သူတွေသတိပြုနေထိုင်ဖို့လိုအပ်တယ်လို့ထုတ်ပြန်လာပါတယ်။အားလုံးပဲတဘာဝဘီအနေနဲ့ကင်းဝေးကြပါစေခင်ဗျာ။